တောင်ကျိုးကတက်မတော်ကဆုတ်လိုက်ဘုံတွေကျဲချလိုက်ပြန်ပြီးတော့တက်သွားလိုက်ဆုတ်လိုက်ဘုံတွေကျဲချလိုက်ပြန်ပြီးဆုတ်လိုက်နဲ့နော်ညောင်ကျိုးစခန်းအခုတက်တီမကြပါဘူးအာရုပီတူတယောက်ကအတက်တွေမင်းတို့စစ်ကွင်းတရားနဲ့လဲနိုင်ပြီဆိုတော့အဲ့ဒါကိုနော်ခံနေရတဲ့ပီတူတွေအတက်တွေဝင်ကြည့်နေတာနော်ဘယ်တော့မှခွင့်တော့မှာဘယ်အချိန်ကျမှခွင့်တော့မှာဒီတိုင်းဒီမှာပီတူအောက်ကိုစစ်တပ်ရောက်လာတဲ့အချိန်ကျမှခွင့်တော့လိမ့်မယ် ။ဟိုင်းချားရမြဝပြည်သူညကိုမော်တော်မများအားလုံးပဲမင်္ဂလာပါ Newsbit Channel ကနေပြန်မပြောင်းလဲကြိုဆိုလိုက်ပါရစေ။2025ခုနှစ် April 10ရက်နေ့ကျွန်တော်ဒီနေ့ညနောက်ဆုံးရရှိထားတဲ့ပေါ့နော်။တော်လန်တရင်တွေနဲ့ကျွန်တော်မိဘပြည်သူတွေအတွက်ငလီမင်းနဲ့ပတ်သက်ပြီးတော့မတီကောင်းဖွယ်ချက်တွေကိုတင်ဆက်ပေးသွားမှာမလို့ကျွန်တော်လည်းသူဗီဒီယိုကိုအစအဆုံးကြည့်ရှုပေးကြဖို့အားလုံးကိုဖိတ်ခေါ်လိုက်ပါရစေ။ကျွန်တော်ခါတိုင်းလိုပဲဗီဒီယိုတွေမှာကြည့်ခင်မှာရုံးစုံနေတဲ့သတင်းတိုးလေးတွေကြည့်လိုက်ရအောင်နော်။ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ကတော့ တနင်္သာရီတန်းကောတောင်းခင်ခမောက်ကြီးမြို့နယ်မှာစစ်ကြေးကောက်ပြီးတော့မှပြန်လာတဲ့မာယန်တိုက်နယ်ရဲစခန်းကရဲစခန်းမှုရဲဦးမြောင်စိုးပါရဲငါးဦးအဖွဲ့ကိုဂျက်ဖက်တက်ခတ်ခဲ့လို့ရဲစခန်းမှုပါဝင်ရဲသုံးဦးတည်ဆုံပြီးတော့မှလည်းနေခရင်တင်းစဲရှိခဲ့တဲ့ဆိုတဲ့တရီကောင်းလေးပဲဖြစ်ပါတယ်။စိုက်ကန်နဲ့နေရောက်ရှိကပွိုင်းနေလာတာနောက်ကကားနဲ့ကားပေါ်မှာကစခန်းမှုပါ၃ရောက်စိုက်ကန်နဲ့နေရောက်စိုက်ကန်နဲ့နေရောက်မှာတေဝတ်တန်ရတဲ့စိုက်ကန်နဲ့နေရောက်ကတော့လွတ်သွားတယ်ပေါ့အဓိကကလည်းကားပေါ်ပဲပြစ်တာဆိုတော့ကားပေါ်ကကုန်သေးတာကားကကြောက်ထဲထိုးချသွားတော့ ကားကတော့မယူလာခဲလိုက်ဘူးပစ္စည်းတွေပဲတင်လာတယ်ဆိုပြီးတော့မှကော်တောင်းမျိုးနဲ့ပြည်သူ့ကော်ဝေးတပ်ဖွဲ့ပကဖတောင်ရှိသူတို့ကနေပြီးတော့ပြောဆိုထားတာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့အနေနဲ့ခုဆိုရင်ပြည်သူတွေပေါ်မှာဒီလိုမျိုးစစ်ကြေးကောက်ပြီးတော့မှဖိနေနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုအခုဆိုရင်ချင်းမုံတုတ်တင်နေတာပြီးတော့မှပါနော်မိဘပြည်သူတွေကနေပြီးတော့မှလည်းသိရှိတယ်ဆိုတော့ကျွန်တော်တို့နှိစက်ရတော်လိုင်းတပ်ဖွဲ့ဝင်တွေစီမှာကြောင်းကြားလို့ရတယ်ဆိုတာပဲဖြစ်ပါတယ်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့အရခတ်တတော် AA နဲ့စစ်ကောင်စီတို့နှစ်ဖက်ပြစ်ခတ်ရဲစဲကြောင်းထုတ်ပြန်ထားပေမဲ့ ကျော့ဖြူနဲ့စစ်တွေတို့မှာတိုက်ပွဲဖြစ်ပွားနေတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်အဲ့ဒါပြင်းစကောင်စီကနေပြီးတော့မစစ်တေမျိုးတရင်ကနေပြီးတော့မပုံနာကျွန်းနဲ့ပေါတော့ချရတယ်ကိုဧပြီလ၈နေ့ည၁၂နာရီခန့်လက်နေကြီးတွေနဲ့ပြစ်ခတ်တိုက်ခတ်ခဲ့ပြီးတော့အေကနေပြီးတော့လည်းလက်နေကြီးတွေနဲ့ပြန်လည်းတိုက်ခတ်ခဲ့လို့လက်နေကြီးတချို့အားဆိုရင်စစ်တွေရကစားတွင်ကြောက်ပေါက်ခွဲခဲ့တယ်လို့ကျွန်တော်သိရတာဖြစ်ပါတယ်စစ်တွေမှာ၈ရက်နေ့ည၁၂နာရီလောက်ကပြန်လည်းပြစ်ခတ်ကြတာမှာဒါကစားတဲ့လက်နေကြီးတလုံးကြတယ်ပြောပါတယ်၄၅မိနစ်ကြာလောက်ပြစ်ချခတ်ကြတယ်ဆိုပြီးတော့မှ စစ်တွေဒေတာခံသူကနေပြီးတော့ပြောဆိုထားတာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်အခုဆိုရင် A ကနေပြတော့မှသူတို့ရခိုင်ပြည်တစ်ခုလုံးတင်ပိုက်နိုင်ဖို့စူးစမ်းနေတာဖြစ်ပြတော့မှဒီနေ့ဟာဆွန်လက်ပါတော့အာရခတ်တော်တီထောင်တာ16နှစ်ပြည့်မွေးနေ့ဖြစ်လို့ကျတို့အနေနဲ့မကြခင်မှာတော့ A အနေနဲ့ရခိုင်ပြည်တစ်ခုလုံးတော်မှာခါပြည်တွင်းမှာရှိတဲ့တော်လိုင်းရေးညကိုတွေနဲ့ပူပေါင်းပြီးတော့မှစစ်ကောင်စီကိုဖြိုချနိုင်မယ်ဆိုတာတော့ကျတို့ပြောလို့ရနေတာဖြစ်ပါတယ်နောက်ဆုံးသတင်းတို့သူပို့နေတဲ့ကတော့ ဆရာနာရှင်တိုက်ဖြည့်ရေးနှွေးဦးတော်လိုင်းရင်အားစုတွေနဲ့သူအစာပြုတ်ခဲ့တဲ့2029စစ်စင်ရေးကိုတော်လိုင်းရေးအောင်ပွဲရောက်ရှိတည်တဲ့စစ်လက်ညီညွတ်မြေဆူပရမမြောက်ပိုင်းညောင်တုံးဖွဲ့ကနေမြေမဂရီပြုတ်ပြောကြားထားတာပဲဖြစ်ပါတယ်။မြောက်ပိုင်းညောင်မဟာမိတ်တုံးဖွဲ့ကအစာပြုတ်ခဲ့တဲ့တစ်တုံရနေခွန်စစ်စင်ရေးမှာအခြားသောမဟာမိတ်တပ်တွေနှွေးဦးတော်လိုင်းရင်အားစုတွေလည်းပေါ်ဝင်လာပြီးတော့မှအာနာရှင်တပ်ဖြည့်ရဲ့အတွက်ကောင်းဆုံးအစာပြုတ်ခဲ့တဲ့စစ်စင်ဖြစ်လာခဲ့ပြီးတော့မှအဲ့ဒီစစ်စင်ရာဆိုရင်တော်လိုင်းပြည်သူတွေအားလုံးအထောက်အကူနဲ့သူတော်လိုင်းပန်းတိုင်ကိုအရောက်လမ်းနိုင်မဲ့ ခြေလမ်းတွေဖြစ်လို့လို့ပြောထားတာဖြစ်ပါတယ်ညနေမှာမိတုံးဖွဲ့ရဆိုရင်ခက်ခဲပြားပေါင်းစုံကိုညလမ်းမျိုးစုံနဲ့စီလုံးကြီးရဆိုတာသူတကွာဖြတ်ကျော်ပြီးတော့မှတိတုံညာနှစ်ခုစစ်စင်ရေးစီမံချက်လိုင်းလုံးတွေနဲ့သူတော်လိုင်းအောင်ပွဲရောက်ရှိတည်သည့်ခိုင်မာတော့ညနေမှာမိစေတဲ့တွေနဲ့စီလုံးကြီးရကြမယ်ဆိုပြီးတော့မှအလေးနဲ့ဂရီးပြုတယ်လို့သူတို့ဒီတပ်ကျန်တဲ့တပ်ဖွဲ့တွေတည်းကနေပြောမှာပါနော်ညညာချက်ထုတ်ပြန်ထားတာပဲဖြစ်ပါတယ်ဆိုတော့ကျတို့ဒီနေ့ထဲမှာဆိုရင်ပြည်သူတွေနဲ့သူတော်လိုင်းရေးအင်အားစုတွေကနေပြောမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့သူတို့ပေါင်းပါတယ်အလုံးကိုဖြိုးချနိုင်မယ်ဆိုပြီးတော့မှ တနေ့ထံခြားထားကြတာမလို့ကျွန်တော်နဲ့မချက်ခင်မှာတော့ဘယ်လိုမျိုးအောင်ပွဲသတင်းတွေကြားရမလဲဆိုတာတော့စိတ်ဝင်စားဖို့ကောင်းနေတာဖြစ်ပါတယ်။ကျွန်တော်တို့ဒီနေ့ညပထမဆုံးအနေနဲ့ကြားမှာကတော့ကျွန်တော်ပြည်သူတွေပေါ်မှာချင်းလား၆လားပြောဆိုပြီးတော့မှတပ်ဖြတ်မှုတွေလှုပ်ဆောင်ခဲ့တယ်ပေါ့နော်စစ်ကောင်စီရဲ့တမ89တက်ချောင်းနဲ့သူတို့ရဲ့ဒီတမမှုကိုကျွန်တော်ဘက်ကနေပြီးတော့မှခုဆိုဘာစီနိုင်ပြီဆိုတဲ့သတင်းကိုရဲဘော်ရှမ်းလေးကနေပြီးတော့မှတေချာလေးပြောပြထားတာပဲဖြစ်ပါတယ်ရဲဘော်ရှမ်းလေးဘယ်လိုမျိုးတွေပြောထားမလဲဆိုတာကျွန်တော်စာချစ်လိုက်ရအောင်နော်အချိန်က တင်းရဲကောင်ဖတ်ခဲ့လို့ပြောတယ်ရေရဲတော့អော်ခဲ့တယ်တမခုနဆက်ကောင်တမပူပုံမှုဂျုတ်អောင်တပ်ဥဟာအောက်ချေရဲပေါ့စကွေး40ကြော်ကိုခွေးပြည့်ဝက်ပြည့်ပြစ်ပြီးတော့ကိုလိုယုံဖတ်ပြေးခဲ့ပါဗျာဟုတ်ပြီလေမှာဘီကြီးဆွဲပြီးတော့ တမ89တမမှုအောင်တက်ဦးဖြတ်ပြီးသွားတော့ရွတ်သွားရောလောက်ပြကြုံမိပါဒီကောင်ရဲ့စစ်ရာဇဝင်မှုတွေဒီကောင်ရဲ့မတရားတပ်ဖြတ်ခဲ့တဲ့အကြောင်းအရာတွေကိုကျွန်တော်ဒီနေ့အချက်လက်တွေအများကြီးနဲ့တင်ပြပေးမှာဒါကြောင့်အချက်လက်တွေကြံခဲ့ရင်ကျွန်တော်ပြပါတယ်ကျွန်တော်တို့တီးတဲ့အစိပ်ပေးဖို့နှိုက်ပါတယ်မတဖက်ကြိုက်တပ်ပြီးတော့ဘိုက်ကောင်တွေကိုတက်လှော်အောင်ကျွန်တော်ပြပါဟုတ်ပြီအဲ့ဒီအောင်တက်ဦးကအောက်ချင်းနစနူကောင်တွေကိုဒီတိုင်းပြတ်ထားပြီးတော့ကိုလိုရုံးထွက်ပြေးခဲ့တယ် အဲ့ဒီကိုလိုရုပ်ထပြေးတဲ့အချိန်မှာတမမှုတရင်မှုနဲ့ကျွန်တော်တို့ဒါလရင်တက်ဖွဲ့ဟွန်းအဖွဲ့အဖွဲ့ကိုပဲခေါ်ပြီးတော့သူဖပြေးခဲ့တာဘလို့ပဲပြေးပြေးအခုတော့တရဲကောင်ထွက်ခဲ့ဆိုပြီးရဲရဲတောက်စင်ခေါ်ခဲ့တဲ့ကောင်ဟာကျွန်တော်တို့ပြည်သူကောင်ဖွဲ့ရဲတက်ဖွဲ့ဝင်တွေရဲ့လက်ပြန်ကြိုးတောက်ထိတ်တုံးခတ် နှအောင်ဖုန်ခါပြီးတော့ဘေညာတမခံထားရတခုချိန်မှာတော့ဖန်စီခံထားရပါတယ်ဆရာတရင်အများကြီးရှိတယ်မနေ့ကထွက်လာတဲ့တရင်နှစ်ခုရှိတယ်အဲ့တခုကကျွန်တော်တို့အင်းတော်မျိုးသိမ့်တိုက်ပွဲမှာကျွန်တော်တို့ရဲ့ကာပွေဝင်ကြီးကြာဆုံးသွားပြီလို့ပရမတ်တရင်ထွက်ဟိုကောင်တွေပဲနေမှာနော် ကြောက်ရွံ့ပါလေအချို့ကြားရင်လည်းကြားပါလေဒါပေမဲ့ကျွန်တော်တို့လည်းစိတ်ပူတာပဲဘာပဲဖြစ်ဖြစ်ပါစိတ်ပူကျွန်တော်လည်းနေမျိုးကိုစုံစမ်းနေငပုံးလိုက်ပြီးဖြတ်တော့ထားရတဲ့အချိန်တိုက်ပွဲအချိန်အရန်ကိုရှုပ်ပြေးတယ်ဆိုတော့ကျွန်တော်တို့ရဲ့ကောင်းအောင်ကြာဆုံးသွားပြီပေါ့ကျွန်တော်တို့ကောင်းအောင်ထိပါပြီပေါ့ဆိုတော့တကယ်ထိသွားတာကကျွန်တော်တို့ရဲ့ကောင်းအောင်မဟုတ်ဘဲနဲ့သူတို့ရဲ့တမမှုအဲ့ဒီအင်းတော့မြို့မပေးရရင်အတွက် ီးတော့အဲ့ဒီနေရာမှာပြူရမျိုးစစ်ကန်ကြီးဖြစ်ပါတယ်။ဒါကြောင့်လည်းပဲဂျပန်လှိုင်းဘူးမှတို့တွေအထိုင်ချပြီးတော့မစုတ်တန်းအသေးခံခဲ့ရတာကျွန်တော်သိရတော့အရင်တော်တော်များများနဲ့အချမ်းမဲ့ဖက်စစ်ခွေးတထောင်ဒီမတော့နဲ့တို့တွေခုခံခဲ့တယ်ဒီမှာရေဘော်ရှန်လေးပြောထားသလိုပဲပေါ့နော်စစ်ကောင်စီရဲ့တမ89တမ္မမိုးအဆိုရင်ခုဆိုရင်ကျွန်တော်အင်းတော်ကတာလန်းချာမှာတော်လိုင်းတဖို့မနေရတယ်ပြုံးမှာအရှင်ဖန်စီခဲမိတာပဲဖြစ်ပါတယ်ဒီကောင်ကတော့ ကိုလိုယုံထပြေးသွားတာပြမတွေ့ရတဲ့အောက်ခြေလက်သားတွေတချို့နဲ့ပါနော်ထပြေးသွားတာပြမခုဆိုရင်ကျတို့ပြည်သူတွေပေါ်မှာရက်စက်ရုံမှာခဲ့တဲ့သူရဲ့ရာဇဝတ်မှုတွေတပြန်ပြေးမှာပေးဆက်ရမှာပဲဖြစ်ပါတယ်ကျတို့ဘက်ကနေပြမလည်းပြည်သူတွေပေါ်မှာဆန္ဒပြတုံးကပါနော်ရက်ဆက်ဆက်နဲ့ပြိုခွင်းခဲ့တဲ့ဒီစစ်ကောင်စီရဲ့တမခွန်နဲ့စစ်ကောင်ပေါ်မှာဂျန်တဲ့တရင်တွေကိုလည်းအဆုံးစွန်ထိချိန်မုံတုတ်တင်သွားမယ်ဆိုပြမချွေးကြော်ထားကြတာမို့လို့ဒီကောင်တွေကတော့အခုဆိုရင်ကျတို့နောက်ဘက်မှာကူးခင်မှာပဲအခုကတည်းကပြန်ပြေးမှာဝက်လဲနေတာပဲဖြစ်ပါတယ် ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောနေနဲ့ချန်ပီယံကမိုင်းဆက်ခရိုင်အုတ်ကြီးကနေပြီးတော့မှခြေရနေပြီသူတွေကိုဘယ်လိုမျိုးအတင်းဖိအားပေးပြီးတော့မှပါနော်လိုအပ်ပေးတယ်လိုခိုင်းတယ်လဲဆိုတော့တင်ဆက်ထားတဲ့သတင်းလေးကျွန်တော်ဆက်ပြီးတော့မှကြည့်လဲရအောင်နော်ဒီတစ်ခါမှာတော့ဒေါနာ TV ရဲ့ပြည်သူကြားကပြည်သူစကားအစီအစဉ်အနေနဲ့ချန်ပီယံရဲ့အရှေ့ပိုင်း mindset မြို့ကပြည်သူတို့ရေးသားပေးပို့လာတဲ့စာလေးကိုဖတ်ပြပေးမှာပဲဖြစ်ပါရဲ့ရှင်။ချန်ပီယံရဲ့အရှေ့ပိုင်း mindset ခရိုင်အုပ်ချုပ်ရေးမှူးဦးညီညီထွေးဟာ ဘယ်မျိုးနယ်မှာမှမခိုင်းတဲ့လှုပ်အားပေးကိုအပတ်စဉ်စနေနေ့တိုင်းအလုံးမရှိ အလုံးရှာပြီးခိုင်းနေပါတယ်။ဒါကိုအထက်လူကြီးတွေသိစေချင်ပါတယ်။တကယ်လှုပ်ဖို့လိုအပ်နေတဲ့စိုက်ခေါင်တရားအခင်းတွေခင်းခိုင်းတာမြို့လူလူလိုအပ်နေတာတွေလှုပ်ပေးတာခိုးဆိုးလူနိုင်ရန်ကကင်းဝေးစေဖို့လမ်းမီးဆင်ပေးတာလမ်းပြတ်တဲ့နေရာတွေမှာအပေါက်ဖပေးတာတွေမလုပ်ဘဲမဟုတ်တာတွေကိုဟန်ပြလှုပ်ခိုင်းနေပါတယ်။ကျနိုင်ရင်လှအားပေးကိုတော့သူများမျိုးတွေမှလည်းမခိုင်းတဲ့အတွက်ကျွန်တော်တို့မျိုးမှလည်းမခိုင်းတင်တော့ပါဘူး။ မြို့ရဲ့တိုးတက်မှုအတွက်သက်ဆိုင်ရာဌာနအလိုက်ကအကောင့်ထေဖို့ဆောင်ရွက်တင်ပါတယ်။ဓာတ်ပုံရိုက်ခန့်ပေါ်ပင်အလုပ်တွေရက်တန်းကရက်တင်နေပါပြီလို့စာရေးသားပေးပို့လာပါတယ်ရှင်။ပြည်သူများအနေနဲ့ကျမတို့ဒေါ်နာရဲ့ပြည်သူခြားကပြည်သူစကားအစီအစဉ်မှာပါဝင်ခြင်းရင်ချက်ပေါက်ကနေတစင်ရင်ဖွင့်ခြင်းနဲ့အကြောင်းအရာကိုပေးပို့နိုင်ပါတယ်။ပေးပို့လာသူတွေရဲ့အချက်အလက်တွေကိုကျမတို့အဖွဲ့သားတွေကလှုပ်ဝက်ပေးထားမှာပဲဖြစ်ပါတယ်ရှင်။ဒါတော့ဗောနာကျတို့ mindset ခရင်ကအုတ်ကြီးရဆိုရင်ကျတို့ ပြည်သူတွေပုံမှာ yes စစနဲ့သူကနေပြီးတော့အသင်းပြားပေးပြီးတော့လိုအပ်ပေးတယ်လို့ဆောင်ခိုင်းနေတယ်လို့ကျွန်တော်ကြားသိရတာဖြစ်ပါတယ်တကယ်တမ်းကျတော့သူရဲ့ဒီနေမြေမှာရှိတဲ့ပေါ့နော်ကျန်တဲ့ပြည်သူတွေအတွက်သူတို့ဖွံ့ဖြိုးမဲ့နေရာတွေကိုသူကနေပြီးတော့လိုဆောင်ပေးခြင်းမရှိဘဲနဲ့သူတို့ကိုကျွတ်တော့ခုဆိုရင်အတုံးချနေတာပြီးတော့မှဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ပြန်ပြီးတော့အကျိုးသူစီးပွားတွေလုပ်နေတယ်လို့ကျွန်တော်ကြားသိရတာဖြစ်ပါတယ်လိုမျိုးကိုကျိုးရှာပြီးတော့ပြည်သူတွေရဲ့ဘဝကိုခြံနေပြီးတော့မှပေါ့နော် ပြုမူနေကြတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလည်းကျွန်တော်တို့ကနေပြီးတော့မှဟုတ်ဆိုရင်ပုံစံပေးသွားရမှာဖြစ်ပြီးတော့မှကျွန်တော်တို့အနေနဲ့အဲ့လိုမျိုးကောင်တွေမြေလန်ရှင်းပြမယ်ဆိုတာတော့ခုခရေကပြောလို့ရနေတာဖြစ်ပါတယ်။ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့အခုဆိုရင်ဘုံမျိုးမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေအခြေအနေမဟန်တော့လို့ပေါ့နော်ပြောင်းကြနေပြီးတော့မှ KIA ကိုဘယ်လိုမျိုးအားချောင်ပြောဆိုထားလဲဆိုတာတစ်ချက်လောက်ကြည့်လိုက်ရအောင်နော်။ငါ့ဘွယ်ရငစားချနေမဲ့အစားချခြင်းလို့ရှိရင်မင်းတို့စစ်တပ်နဲ့ KIA နဲ့တပ်ဖွဲ့ဖွဲ့မရှိမှအဲ့လိုပြတ်သားဖို့ စိတ်စိန်ခေါ်လိုက်စာမှာနော်စိန်ခေါ်ရလေစစ်တပ်မရှိလဲဟို KIA ကတနည်းအားဖြင့်ဒီကချင်ပြည်နယ်ကလူပြည်သူလူထုကိုဒါပြအနိုင်ကျင့်စရာမလိုတော့နော်အဲ့တော့ KIA ကိုအပြုတ်တိုက်လိုက်နိုင်လို့ရှိရင်လေအဲ့ဒါ KIA ကပြည်သူလူထုကိုအနိုင်ကျင့်လို့မရတော့အဲ့တော့ဒီနှစ်ဖွဲ့ဒီလိုမျိုးစစ်ဆိုင်နေတဲ့ကာလာပတ်လုံး KIA ဟာကချင်ပြည်နယ်ကပြည်သူလူထုကိုလိုအပ်တယ်လို့ဆွဲပြီးလိုအပ်တယ်လို့စစ်သားစုဆောင်ပြီးအဲ့တော့တနည်းအားဖြင့်တော့ပမာအချင်းချင်းမှာပဲအခုက KIA ကကျိုးအုံးမဲ့တုတ်ပြီးခုတ်ခိုင်းတော့မှာဖြစ်တယ် တော့အခုတရှိဒါကတော့ဘာမှအခြေအနေဖြစ်တယ်တိတ်မကြခင်ဒီစစ်တင်နှန်းက KIA စစ်တင်နှန်းကစစ်သားတက်တယ်ဗမာပြည်ကချင်းနေအဲနောက်တစ်ခုရှမ်းပြည်တွေအားလုံးဟာဆိုလို့ရှိရင်အတင်းဆွဲခံရတဲ့သူတွေဆိုလို့ရှိရင်တိတ်မကြခင်ရှေးတန်းဆိုတဲ့ဗမာကိုလာကြလာမယ်ဖြစ်တယ်နော်သူကပဲပြောရတဲ့ရှိသေးတယ်နော်ဗမာတို့လာကြမှာဖြစ်တဲ့အတွက်ကြောင့်မလို့အဲဗမာတတိဆိုတာအကြောင်းပဲပြောတာမဟုတ်ပါဘူးနော်တတိကြီးပါလို့ပြောချင်တယ်နော် ARV ချင်းပြောပါဆန္ဒ ARV ချင်းပြောခဲ့ပါတယ်နော် ARV ကတော့အဲတက်ကလည်းထောက်ပြန်ထောက်ထားပါတယ်နေမြရှင်းလင်းနေပါတယ် ဲတဘုံကတော့ဆန္ဒလိုမျိုးပေါ့ရွာတွေအလုံးကိုဖြန့်ခွဲပြီးဝင်နေတယ်အဲတက်ကလည်းပြန်ထောက်ထားတယ်ဒါပေမဲ့တက်ကလိုအပ်တဲ့ဒီ drone တွေမှာလည်းမရှိရတဲ့အတွက်ကြောင့်မို့လို့စေရေးစေရမှာအများကြီးအားနည်းနေတယ်လက်နက်တပ်ဆင်မှုတွေမှာလည်းတက်ကတေချာမစီစဉ်တာလည်းရှိတယ်အဲ့တော့ ARD တိုင်းကဘလို့ဖြစ်နေတာလဲ ARD နဲ့ပတ်သက်လို့ရှိရင်ကျွန်တော်ကြားသိနေရတာဆိုလို့ရှိရင်လက်နက်မပြည့်စုံခြင်းနော်နောက်တစ်ခုပါလို့ဆိုရှင်အဲကြည်ခဲရမပြည့်စုံခြင်းရိတ်ခါမပြည့်စုံခြင်းနဲ့ခင်ဗျား ARD ကဘာဖြစ်နေတာလဲ ကျွန်တော် ARB ကဘာဖြစ်နေလဲကျွန်တော်မေးရအောင်လို့ဖြစ်နေတယ်။ပြောင်းရတော့အခုဆိုရင်ကျွန်တော်ကြည့်အပေါ်မှာပေါ့နော်။ပေါ်သားဆွဲနေတယ်ဆိုတဲ့အကြောင်းပြချင်းနဲ့ဆွဆွပြောဆိုထားတာပြပြတော့မှတကယ်တမ်းကျတော့သူတို့တွေနဲ့အခုဆိုရင်ပြည်သူတွေပေါ်မှာမဲမဲမြာဆိုပြတော့မှပေါ်သားဆွဲဖန်းစီနေတာကိုမြက်ွက်ပြူထားတာပဲဖြစ်ပါတယ်ဒီကြားထဲမှာအရာတွေတိုက်မှာဆိုရင်လက်စကောင်စီတပ်ဖွဲ့ဝင်တွေကတော့ခုဆိုရင်တရင်လိုက်ထွပြင်းမှုတွေရှိနေတာပြမအေးနဲ့ပွန်းတပ်ဖွဲ့ဝင်တွေရဲ့ ထိုးစစ်ရရဆိုရင်မကြခင်မှာတော့ဗောနော်ပတိမျိုးမှာရှိတဲ့အနောက်တောင်တိုင်းစစ်ဌာနချုပ်ထိရောက်ရှိမဲ့ဆိုပြီးတော့သူတို့ကိုယ်တိုင်ဟိုဆိုရင်တင်ကြေးပေးပြောဆိုမှုတွေရှိလာတာပဲဖြစ်ပါတယ်ဒါကမြောက်လိုင်းရဲ့တိုင်တိုင်းရှုံ viewer နဲ့အခုဆိုရင်ပေးတီ viewer ပူပေါင်းပြီးတော့ဗောနော်လို့ဆောင်နေတယ်ဆိုတော့သူတို့ကိုယ်တိုင်ထုတ်ဖို့ပြောကြလာတာမလို့မကြခင်မှာတော့ကျွန်တော်အနေနဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့နေဝင်ခြင်းကိုချိန်တိတွေ့ရတော့မှာပဲဖြစ်ပါတယ် ောက်ထပ်ဗီဒီယိုတဘို့အနေနဲ့ကတော့အပသားကိုကြီးဆိုတဲ့ငါနဲ့ကနေမြင်တော့ပါနော်။ညောင်ကျိုးစကန်ခုချိန်ထိမကြသေးဘူးဆိုပြီးတော့မှအချောင်ပြောဆိုထားရတာလေတက်ချက်လောက်ချစ်လိုက်ရအောင်နော်။ညောင်ကျိုးကတက်မလို့ကဆုတ်လိုက်ဘုံနေကျဲချလိုက်ပြန်ပြီးတက်သွားလိုက်ဆုတ်လိုက်ဘုံနေကျဲချလိုက်ပြန်ပြီးဆုတ်လိုက်နဲ့နော်ညောင်ကျိုးစကန်အခုတက်တိမကြပါဘူး။နော်ခိုင်တူကပြောတဲ့စကားတွေပဲယုံပြီးတော့ခိုဘက်ကကောင်းနေလိမ့်ပေါ်ရတယ်နဲ့မင်းတို့ယုံနေနေ။ညောင်ညိုးစကန်အကြခံလို့မဖြစ်ဘူး။ညောင်ညောင်ညိုးစကန်ဆိုတဲ့ဥစ္စာတောင်းပေါ်မှာ ိုက်တောင်ဘွားနေလက်နက်ကြီးဆင်လို့ရှိရင်ကားဖတ်ဆောက်ကိုပြစ်လို့ရတယ်ဟုတ်ပြီလားမယ်လေအဲ့ဒါလေအဲ့ဒီစကန်ကိုအကြခံလို့ရှိရင်တက်မလို့တမိုင်းရိုင်းမှာပေါ့ကွာဟုတ်လားအဲ့တော့ကိုကြီးကပြောမယ်နောက်လို့စကန်မကြသေးဘူးထက်ဒီတခုတော့ရှိရစုပ်ပေးရတယ်နော်စုပ်ပေးပြီးွားလို့ရှိလို့ရှိရင်တော့မင်းအဲ့ဒီနေရာဝင်းကျင်တော့မင်းကလုံးဝမီးလောင်လိုက်ပဲအသွင်းခံရမှာထိုးကောင်ကလည်းစောက်ယူမဟုတ်ဘူးအေးရလေလဲတဲ့သူတို့စုပ်သွားပြီဆိုသူတို့ကပြန်စုပ်သွားတာသူတို့တီးခံမှာဆိုတော့တီးလို့အဲ့တော့တက်မလို့ရဲ့စကန်ကုန်းကြီးအကုန်လုံးစက်မလို့နေရာပြန်ယူတယ်အိုးလိုက်ကြီးတက်လာလို့ရှိလို့ရှိရင်တက်မလို့တတရဆုပ်ပြလိုက်တယ်အမဘုံနေကျဲအကုန်ပြုတ်နော် နဲ့ပြီးတော့သိရမလားတက်နေတာနော်ရသလောက်ကိုချွေတာသိရမလားနော်ဒီဖားကိုပေးလိုက်လို့ရှိလို့ရှိရင်ကွာကပတ်စောက်လန့်ထုလို့ရနေပြီလက်နဲ့ကြီးတယ်အဲ့တော့ပေးမှာမဟုတ်ဘူးမင်းတို့စောက်ကြီးစောက်ကြီးတွေမင်းတို့ရခိုင်တွေပြောမိနေနော်တက်မတော်ကအနီအောင်စီးဆိုလို့ရှိလို့ရှိရင်အနီအောင်စီးပဲမင်းတို့ကောင်တွေတက်လို့မရဘူးမင်းတို့စောက်ဆင်းတယ်နားတယ်လားအနီအောင်စီးလို့တက်မှတ်ပြီးွားလို့ရှိရင်အနီအောင်စီးပဲတော့ပေါ့လား show มาတက်လို့ရှိလို့ရှိရင်เนาะမပေးဘူးပဲတော့မှာမပေးဘူးဆိုမပေးဘူးပဲမဖြစ်နိုင်လို့မပေးတာအဲ့နေရာများနေရာမပေးဘူး စူးစားတေးကြမယ်စူးစားနော်ကိုကြီးအဲ့လိုပဲပြောနေတယ်ဒီညောင်ကျိုးစီရဲ့တည်င်းကိုကိုကြီးကဘာကြောင့်မလို့အကျယ်တပွင့်နေမပြောချင်တာလေဆိုလို့ရှိရင်ဒါစတက်မရရဲ့စစ်ဖြူဟာတွေကိုအသိရမလားတက်မရကချမပြအောင်ဘာကြောင့်ချမပြရလဲဆိုတော့အလှလိုကြီးကိုတက်နေလို့ချမပြတာကွာရှင်းရှင်းလေးပြောရလို့ရှိလို့ရှိရင်နော်အဲ့တော့ခံစစ်လေကိုကခံစစ်အလှလိုတိုက်လို့ရတယ်ဆိုမှလည်းအားနာလို့ကွာတည်င်းမှန်ကြီးကြံကြားကြီးကချမပြနော်မင်းတို့နားလေစုတောင်းမင်းတို့ညောင်ကျိုးကိုရအောင်နော် ။ဘာလို့ညောင်ကျိုးကလက်တကမ်းမဲ့လို့တော့။နို့ဟိုဘက်ကနေဒီဘက်ကနေပိုက်ပြီးဟိုဘက်မှာအယောင်ပြတ်တက်ပုံရိုက်ဒီဘက်အယောင်ပြတ်တက်ပုံရိုက်အဲညောင်ကျိုးတောင်ပေါ်မှာမင်းတို့ရောက်လက်နဲ့ကြီးစင်စင်မို့အခွင့်အရေးရှိဖို့မရှိသေးဘူးကွာ။သဘောပေါက်ဒီကောင်တွေကတော့ဟိုချင်းဒီလုံးဝတီးတရမရှိသေးတာပေါ့နော်။ A ဘက်ကနေပြီးတော့မှ April လနေ့နေ့မှာသူတို့အနေနဲ့ညောင်ချိုးစခန်းကိုအပြေးတိုက်အသိမ်းပိုက်ရရှိပြီးပြီဆိုပြီးတော့မှချင်ရထားပဲမဲ့ခုဆိုရယ်ညောင်ချိုးစခန်းက A နဲ့ပုံသဖို့နဲ့လက်ထဲမှာချတဲ့ဘူးဆိုပြီးတော့မှပင်ကုန်းပြီးတော့မှ on နေကြတဲ့ဘောမှာတိုက်ရလဲခုချင်းဒီ all လို့ကောင်းနေတာပဲဖြစ်ပါတယ်။ကျွန်တော်ဘက်ကနေပြီးတော့မှ တက်ပုံတွေဗီဒီယိုတွေနဲ့ထွက်လာကြမှာပေါ့နော်ဒီကောင်တွေဘယ်လိုမျိုး social ခွဲမလဲဆိုတာတော့ကြိုးကျင်းမှာပဲဖြစ်ပါတယ်ဒီကြားထဲမှာကျတို့ A နဲ့ပုံဖွဲဝင်နေတာမှာကြံတဲ့ online အင်အားစုတွေကလည်းဒီမှာမျိုးသိမ်းအောင်ပွဲသတင်းတွေကိုမြို့ပပြည်သူတွေစီကိုချပြပြောဆိုနေကြတာမလို့မကြခင်မှာတော့ကျတို့အနေနဲ့ဒီကောင်တွေပိုပြီးတော့မှခြေခွဲဝမ်းနေဆရာကောင်းအောင်ပါနော်သတင်းတွေတက်လာဖို့ရှိတာဖြစ်ပါတယ်ကဲကျွန်တော်တို့ထပ်ဗီဒီယိုတဘောအနေနဲ့စက်ကောင်စီရဲ့အာနာရှင်စစံပြည်သူတွေပေါ်မှာရစ်စရုံမှမို့တွေကိုပြောဆိုလာတဲ့ပေါ့နော်တော်လံပြတဲ့တော်သူဖြစ်တဲ့ ။ဦးကျော်ရဲ့ဗီဒီယိုလေးကျွန်တော်ဆက်ပြီးတော့မှကြည့်လိုက်ရအောင်နော်။လူရုပ်မှာဒီအာနာရှင်လောက်မရုပ်မှာဘူးလို့ထင်တာပါနော်။ဒီစစ်မစ်ဆာအာနာရှင်နော်။ဒီပက်စစ်စစ်တန်အာနာရှင်စစ်ခွေအုပ်စုပြောတာကစစ်ပွဲအတွက်ကြောင်းညာ။ဟာလားအတုံးကြီးရှိပြောဟာလား။ဒုမရီကိုအသက်ကယ်ဖို့ကြောင့်တုံးစီကျွန်တော်မရှိဘူးကြာကျွန်တော်မြန်မာနိုင်ငံကြီးရည်ဟွန်းစစ်ပွဲအတွက်စစ်ပွဲအတွက်တုံးစီကတော့အပြည့်တုံးကြတယ်နော်လူ ဒီဒီတွင်းမှာရှိနေတယ်။နိုင်ငံသူနိုင်ငံသားတွေရဲ့အသက်ကိုကယ်ဖို့ကြောက်ဈေးမရှိဘူးကြ။ဟာတကယ်ဟာသားပဲနော်။မင်းတို့အဲ့တောင်ဟဲ့လား။ဟာသာချက်ကမင်းတို့ကတာပြီးတော့ support ပြောင်းနေတယ်မင်းတို့စဉ်းစားကြည့်အဲ့တော့ဘာဖြစ်လဲနိုင်ငံတော်အဆင့်ဝမ်းနေချီခွဲချီတဲ့တကယ်ကောင်းနေပါ့ မင်းတို့တကယ်ဟောလူရှင်ရောလူရှင်တော်လေးကောင်မင်းတို့တော့ပြက်လို့မကောင်းဘူးဟုတ်လားငါတို့ကပါငိုရမလို့လူကြီးရမလို့လူတွေကောင်မင်းတို့တကယ်ဟာတတ်တော့လေဟုတ်လားဘာလဲနိုင်နိုင်ငံတော်အစ်စ်ကောင်နဲ့ကြည်ပွဲချင်းလေဟုတ်လားဟမ်ဒုက္ခပါလေကွာစောက်ရံကြီးရတယ်မင်းတို့စိတ်မိစားအောင်စုနော်ဟာလေမင်းတို့ချေထားတာကပြည်တွင်းမှာရှိနေပြည်သူတွေကဟာလာမင်းတို့အာနာရှင် သက်ဆိုးရှိဖို့အတွက်ရစ်ပူရစ်ပူတော့ပေးနေတယ်တော့များမင်းတို့ထိနေကြဟုတ်တယ်ဟာအဲ့လိုများမင်းတို့ထိနေကြမင်းတို့ကောင်းနေပါတကယ်ဟာတာကောင်းနေနော်ပြည်သူကိုမင်းတို့မင်းတို့မင်းတို့ကိုစားရစ်ပူတော့တယ်လို့များမင်းတို့အဲ့လိုမျိုးများဟုတ်ဒီအော်ပုံထားတဲ့အော်မင်းတို့ကိုစားအတွက်ရစ်ပူတော်ဖို့အတွက်နော် သုံးထားတာအတိအကျကြီးကြီးပေါ့နော်တကယ်ကောင်းတယ်နော်မင်းတို့မှတ်ထားပါကိုကျော်ကတော့ဒီစက်ကောင်စီတပ်ဖွဲ့ဝင်နေတယ်ပေါ့နော်သူရဲ့ဘောမလော်ဘီတတဲကိုတဲကိုပြောလိုက်တာဖြစ်တယ်ကျတို့ပြည်သူတွေကဒီလိုမျိုးကလေးမေးတမ်းတင်ပြီးတော့မှကိုရမဲနေတဲ့ချမာဒီကောင်တွေကတော့စစ်ဘတ်ဂျက်အသုံးစရလို့လို့ဆိုပြီးတော့မှနိုင်ငံတကာကိုဒီငလေးမျိုးအကြောင်းပြပြီးတော့မှခွဲခေါက်တောင်းစားနေတာပဲဖြစ်ပါတယ်အခုဆိုလဲကျတို့နေ့စဉ်နဲ့မြစက်ကောင်စီကနေပြီးတော့မှစစ်ကြောင်းထိုးတာတွေလေကြောင်းတိုက်ခိုက်မှုတွေလှုပ်ဆောင်နေတာမို့လို့ပြည်သူများစွာဆိုလဲ အသက်ဆုံးရှုံးနေရတာပဲဖြစ်ပါတယ်။ဒါကိုလည်းကျွန်တော်ဘက်ကနေပြီးတော့မှသိရှိထားတာမလို့စကောင်စီအနေနဲ့အခုဆိုရင်ဘလို့ပဲပန်းတို့သွေးဆက်တွေခင်းနေပါစေ။ကျွန်တော်တို့အနေနဲ့ပေါ့နော်ဆုံးဆုံးထိတိုက်ခိုက်သွားမှာဖြစ်ပြီးတော့မှသူတို့အနေနဲ့အခုထက်ပိုပြီးတော့မှ US ဆောင်းမယ်ဆိုတော့ကျွန်တော်ဘက်ကနေပြီးတော့မှသူတို့ထက်ပေါ့နော်နှစ်ဆပြန်ပြီးတော့မှချိန်မုံတုတ်တင်ရမယ်ဆိုတဲ့အကြောင်းလည်းကျွန်တော်ဒီနေ့ကနေတခါတည်းသူတို့ကိုတတိပေးပြောလိုပါတယ်။ဟုတ်ပြီကျွန်တော်နောက်ဆုံးဗီဒီယိုသဘောတွင်နဲ့တော်လံဘက်တာတောက်သူဖေးတဲ့ကိုစီကနေပြီးတော့မှပဲပေါ့နော်ကျွန်တော်ခုဆိုရင်တမ89ဆက်ခွန်တစ်ခုလုံးကို PDF တစ်ပုဒ်ဝင်နေရတယ်ပြီးတော့မှ မုံကျနေခဲ့တဲ့ပုံမှာသူကနေပြီးတော့မှဘယ်လိုမျိုးတွေပြထားမလဲဆိုတာကျွန်တော်ဆက်ပြီးတော့မှကြည့်လိုက်ရအောင်နော်1966ထဲကဖွဲ့စည်းခဲ့တဲ့တမ89ဆိုတဲ့ Empire ကြီးကလေးနှစ်တာကတ်တန်းရှိသေးတယ်နော်စအဦးဆုံးလက်သုံးချောင်းပဲရှိခဲ့တဲ့ပြည်သူတွေကနေဖွဲ့စည်းခဲ့တဲ့ဒူမီဒူမီရတယ်ဂက်တနက်ဂက်တနက်လေးနဲ့ဖွဲ့စည်းပြီးတော့အဲ့ဂက်တနက်နဲ့အချိန်မှာ RPG နဲ့လိုက်ထုတာကိုခံခဲ့ရပြီးတော့အတက်တွေစတဲ့ခဲ့ရတဲ့ပြည်သူတွေဟာလေးနှစ်အကြာမှာအဲ့ဒီတမ89ကိုပြန်လဲဖမ်းဆီးတုတ်တင်နိုင်ခဲ့တယ် အဲ့ဒါပြည်သူတွေရဲ့တန်ဖိုးမဖြတ်နိုင်တဲ့အောင်မြင်မှုပဲဒါနဲ့မတန်သေးဘူးငါတို့ပြည်သူတယောက်ရဲ့အတက်တွေမင်းတို့စစ်ကွေးတရားနဲ့လဲမနိုင်ဘူးဆိုတာအဲ့ဒါကိုပြောတာနော်ခံနေရတဲ့ပြည်သူတွေရဲ့အတက်တွေဝိညာဉ်တွေဟာနော်ဘယ်တော့မှခွင့်လွှတ်မှာမဟုတ်ဘူးဘယ်အချိန်ကျမှခွင့်လွှတ်မှာလဲဒီတိုင်းဒီမှာပြည်သူအောက်ကိုစစ်တပ်ရောက်လာတဲ့အချိန်ကျမှခွင့်လွှတ်လိမ့်မယ်ဟုတ်တယ်ဒီစစ်တပ်နေရနေရမယ်စစ်တပ်မရှိဖို့ပြောနေတာမဟုတ်ဘူးလက်ရှိမြန်မာနိုင်ငံစစ်တပ်တွေပြည်သူအပေါ်တက်ရောက်နေတာကိုပြည်သူတွေလက်မခံစစ်တပ်ကစစ်တပ်နေနေရမှာနေရမယ်တိုင်းပြည်ကြံအောင်ကာကွယ်ရမယ် ဒီဘက်ကျူးကျော်လာရင်ကာကွယ်ရမယ်စစ်တိုက်ဖို့မရှိရင်လက်ကျင်နေရမယ်တိုင်းပြည်အုပ်ချုပ်တာစစ်တပ်လုပ်ဖို့ဘူးစစ်တိုင်းပြည်ကိုအုပ်ချုပ်တဲ့နေရာပါဝင်ခြင်းဘောင်းမီချုပ်ပြည်သူစံနှပ်ပြုတ်လို့လက်ခံလို့ရှိရင်ဝင်ပြီးအုပ်ချုပ်မရှိဘူးအေးကိုကပြည်သူလက်မခံနိုင်တဲ့တပုံတပြအကြမ်းဖက်အောက်တန်းစားဖြစ်နေပြီးတော့တိုင်းပြည်ကိုအုပ်ချုပ်ခြင်းတော့အဲ့ဒါအောက်တန်းစားစိတ်တယ်ပဲစစ်သားစိတ်တယ်မဟုတ်ဘူးဘုကြောင့်အောင်ဆန်းကိုတိုင်းလမ်းပြခဲ့တယ်ဘောင်းစစ်ဘောင်းမီကိုချုပ်ပြီးတော့ပစိုးဝင်တိုက်ပုံဝင်ပြီးတော့လွတ်တော်တက်ခဲ့တာဒီစစ်တပ်ကိုတီထောင်ခဲ့တဲ့ခေါင်းဆောင်ကိုတိုင်းလောက်ခဲ့တဲ့လမ်းစဉ် ဒါပေမဲ့နောက်ပိုင်းစစ်ဗိုလ်ချုပ်တွေဟာတိုင်းပြည်ပေါ်ရုံမှပြီးတော့ဖြစ်စည်းခဲ့လို့အချင်းအောင်အာရှမှာကြားတကောင်ဖြစ်ခဲ့တဲ့မြန်မာဟာအခုတော့နွားမဘူးဖွတ်တကောင်ဖြစ်နေရတယ်။နော်အဲ့လိုဘဝရောက်နေကြတော့ပြည်သူတွေကိုရရက်ဆက်သက်တပ်ဖြတ်ခဲ့တဲ့ဒီလက်တက်တရားခံထဲမှာပါခဲ့တဲ့တမ89ကအောင်မြင်မှုကနော်အာနာတိတ်ကစားမှာအဲ့ချိန်ကတမ89ဆို Holy the Jojo ဖြစ်ခဲ့တယ်ဒါအဲ့ချိန်မှာအောင်မြင်ဆုံးချိန်ပေါ့ခမင်းတို့ပြောတဲ့ပါတယ်တက်မတော်ကြီးကတကယ် institution ရှိတယ်ဟုတ်လားဒါတော့ empire ကြီးကိုဖျက်ပြချုံလို့မရဘူးဆိုတော့ ကောင်းတယ်အခုနော်ဘလို့ဖြစ်သွားတယ်လေးနှစ်တာတက်တန်းရှိတဲ့ဂက်တနတ်လေးနဲ့စခဲ့တဲ့ပြည်သူတွေတော်လှန်ရေးအောက်မှာပြပြဝင်ပြီးတော့နှစ်ခါတို့ထိုးလို့ရတဲ့အနေအထားဖြစ်တယ်နော်တိုက်တော့မလို့ဒီတမ89ကြောင့်နော်ကြာရှုံးသွားခဲ့တဲ့ပြည်သူတွေရဲ့တွေးတွေအတွက်ဒီတမ89မှာအခုဒီနေ့ရေရဲဆက်ကပြစ်ဒဏ်ခံထိတဲ့စစ်သားတွေကမတန်သေးဘူးနော်နောက်ထပ်ပေးဆက်ကောင်းမယ်မင်းတို့အတွက်ဒါပေမဲ့ဒီနေ့ချိန်ထိဒါဘိုတန်ွေကမယူသေးသေးနဲ့ဆက်ပြီးတော့မိုက်နေကြတဲ့စစ်သားတွေအတွက်ကတော့ မတက်နိုင်ဘူးပေါ့နော်ချင်းချင်းပြောရရင်တော့လက်ရှိတမ်းမှတ်89ကကျူးလွန်ခဲ့တဲ့စစ်ရာဇဝမှုတွေအားလုံးအတွက်ခိုက်တက်တဲ့အဖြစ်အပျက်ခံရတယ်လို့ပေါ့ပေါ့လေးပြောလိုက်ပြီမြင်ခံရမှအဖြစ်အပျက်အများကြီးပေါ့ကိုစီပြောထားတဲ့အကြောင်းပါတယ်နော်ကျတို့ဟုဆိုရင်ဒီဘောမတွေပြောပြောနေတဲ့လင်းနေတာ PDF တွေကနေပြတော့ပဲသူတို့ဒီ net 90တက်တန်းရှိတဲ့စကောင်စီတဖို့ဝင်နေအထူးသဖြင့်နာမည်ကြီးပါတယ်ဆိုတော့ဗောနော်တမ89စစ်ကြောင်းတစ်ခုလုံးလိုက်ကိုကိုစုံမိုးကျွေးနိုင်ခဲ့တာပြပြမ မြို့လဲကျွန်တော်တို့အနေနဲ့ပေါ့နော်ပိုလစ်ဆောင်ဖြစ်ရရှိသွားတာပဲဖြစ်ပါတယ်ဒီကြားထဲမှာသူတို့ရဲ့တမမိုးอ่ะဆိုရင်ကျွန်တော်တို့တော်လိုင်းရဆူတွေရဲ့လက်ထဲကိုရရှိသွားတာဖြစ်ပြီးတော့မှကျွန်တော်တို့ဘက်ကနေပြီးတော့မှသူတို့ရဲ့ထပ်တင်လျောက်ပတ်တဲ့ပြည်တယ်လို့ပြန်ပြီးတော့မှချမှတ်သွားမှာပဲဖြစ်ပါတယ်အခုဆိုရင်ကျွန်တော်တို့ပြည်သူတွေဘက်ကနေပြီးတော့မှခန်းစားခဲ့ရတယ်ပေါ့နော်ဒီတော်လိုင်းရလေးနှစ်တာကာလအတွင်းမှာတော်လေးကိုများနေတာဖြစ်ပြီးတော့မှကျွန်တော်တို့ပြည်သူတွေဘက်ကနေပြီးတော့မှအခုဆိုရင်ပူပေါင်းပေါင်းရင်းနဲ့အောင်ပွဲတွေရရှိလာတာပဲဖြစ်ပါတယ်ကျွန်တော်တို့အနေနဲ့တန်တဲ့ဒီတိုင်းတားလဲနေကြတဲ့ဖို့ဝင်ရောပြီးမှမှရှိတဲ့ တော်လိုင်းရဲ့တဖွဲ့အတီးတီးနဲ့ပူပေါင်းပြီးတော့မှခုဆိုရင်ရှေ့ကိုချီတက်နေကြတာမို့လို့မတော့မကြခင်မှာတော့စစ်ကောင်စီတဖွဲ့ဝင်တွေနဲ့မြို့ရဲစစ်ဌာနချုပ်တွေတခုပြီးတခုလေးလို့ရဖို့ရှိနေတာပဲဖြစ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ကလည်းပြီးတော့မှနောက်မှသိခင်မှာစစ်ကောင်စီတဖွဲ့ဝင်တွေနဲ့ပြည်သူတွေဘက်ကိုအလင်းဝင်ပြီးတော့မှအမှန်ကိုတရှိတင်နေပြီဆိုတဲ့အကြောင်းကိုဖိတ်ခေါ်နေကြတာမို့လို့မကြခင်မှာစစ်ကောင်စီတဖွဲ့ဝင်တွေတမိတာဆိုးဝင်နေတဲ့ကျွန်တော်နှိစက်ရတော်လိုင်းရဲ့တဖွဲ့ဝင်တွေနဲ့ချိန်ဆက်ပြီးတော့မှအလင်းမြတ်ဆုံးကူပြောင်းတင်နေပြီဆိုတဲ့အကြောင်း အတိပေးပြောကြရတဲ့ကျွန်တော်ဒီနေ့ညဗီဒီယိုဒီနေ့မှာပဲဆုံးသတ်ချင်ပါတယ်။စာဆုံးကျေးဇူးပေးကြတဲ့မိဘပြည်သူများလို့အထူးကျေးဇူးတင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာကိုယ်ကျမ်းမာခြင်းနဲ့ပြည့်စုံပြီးတော့မှတဘောဘေးရန်နဲ့မျိုးမျိုးနဲ့မြောက်လိုက်မေးပေးတာနဲ့ကျွေးပြီးတော့မှတရားရဲ့ချမ်းတဲ့ညလေးပိုင်ဆိုင်ကြပါစေလို့ကျွန်တော်ဒီနေ့ကနေစုမကောင်းတောင်းပေးလိုက်ပါတယ်။